မင်္ဂလာများဒီခါကျွန်တော်တို့ညီကိုမတော်မတွေကိုဖတ်ပြပေးချင်တာကတော့ဆရာမကြီးကျိုးစင်းဤ1980ခုနှစ်မြို့သားသာပြည်စုရဝိထုတော်စုစည်းမှုစပယ်တကုန်းကမောတဝင်းစာအုပ်ထဲမှာဘာဆိုင်လို့လဲဆိုတဲ့ဝိထုတော်လေးကျွန်တော်ဖတ်ပြပေးချင်ပါတယ်မနားစင်ပေးကြပါခင်ဗျာဘာဆိုင်လို့လဲတဲ့ကျောင်းသားကြီးတူကအချိန်ပြောင်းကလိုင်းလှုပ်လိုက်ဒါဆိုနောက်နိုင်ဝက်တတလောက်ရှိရင်မနေ့ထမင်းစားလှုပ်ပေးတော်မူငငယ်စားလာပြီး ကျောင်းမြမြလို့မှနည်းနည်းစာထမင်းမြမြစားရပြီမြီးကျောင်းရဲ့လွတ်ပါတော့စူးကျောင်းနေတဲ့အတန်းထဲသူဆရာမလေးဝင်လာသည်ဆရာမလေးနာမည်ကတော့ပြုံးပြုံးလို့ရင်နဲ့ငငယ်တိတာပေါ့နေ့တိုင်းတွေ့နေရတဲ့ဆရာမလေးပဲဟာနော်ဆရာမလေးကငငယ်ကိုပြုံးပြခဲ့သည်ဤပြုံးလိုက်တော့ပင်ကူကလှသောဆရာမလေးဤမျက်နှာလေးမှာဘလို့ချစ်စရာကောင်းသွားမှမသိငငယ်ကတော့ဒီကျောင်းကဆရာမတွေထဲမှာဒီဆရာမလေးကိုချစ်ဆုံး အမရင်သာဖြစ်ပါစေတော့လို့ဆုတောင်းခဲ့ဒီမှာကျိန်ပေါင်းမနှဲလာပြီတန်းနေသူဝင်ပြီးသူတို့ဝဲရှိရာသို့သွားနေပုံကိုငငယ်ငေးကြည့်နေမိသည်ဆရာမလေးကကျင်းချင်းကလေးကိုဇဝဲပေါ်သို့တင်လိုက်သည်ကျင်းချင်းထဲမှာဖက်စာအုပ်မြေပြူတရောင်းနဲ့ကြောက်တင်မုံဖြက်ကိုထုတ်ယူလိုက်၏ဆရာမလေးဤလှုပ်ရှားမှုမှန်သမျှကိုငငယ်မျက်ချီပြမခံထိုခိုက်ဆရာမလေးသူတို့တွင်ကပ်ပန်ထားသည့်နှင်းစီပန်းလေးပြုတ်ကျသွားသည်ဆရာမပန်းပြုတ်သွားပြီး ငငယ်လှုပ်ခနဲ့ပြောလိုက်မိရှေးဆုံးတန်းတွင်ထိုင်နေသည့်ခင်စီတာကငငယ်ကိုဘာဆိုင်လို့လဲဟူသော မျက်နှာထားဖြင့်မျက်စုံထိုးကြည့်လိုက်၏အိုးဘာရမလဲငငယ်ပဲဒီလိုနဲ့သူများရန်လို့တာကိုခံနေလိမ့်ရှိတာမှမဟုတ်ပဲဖြတ်ဆိုပြန်မျက်စုံထိုးပြလိုက်၏ဒါတယ်မကမိကိုဆက်ခနဲ့ငော့ကားအေးမဆိုင်ပုံဟူသောမျက်နှာပေးကိုပါအစ်စ်ထည့်လိုက်သည်၏ခင်စီတာကလည်းမခေသူတို့တန်းမှာစာလက်တော်လိန်လေးလိန်မှသူမှုဇာရီဇာမတွေချီးမြှောက်ထားသည်ဖြင့်မာနာခဲ့ပြီပဲ။ ပေတံထောင်ပြရင်ရှာပါထုတ်ပြလိုက်၏ပြီးတော့ငငယ်ကိုမကြည့်တော့ဘဲဘေးကကောင်းမွားလေးနဲ့စကားပြောနေလိုက်ရာငငယ်ဆက်ဆက်ခါသွားတော့၏ခိုးကသူ့ကိုမကြည့်တော့ဘဲနိုင်နဲ့ပိုင်းသွားသည်မဟုတ်ပါလားနေနေအောင်ပြီးသည်တာညီတိမဟင်းဆမလေးကတော့ငငယ်တို့ဖြစ်နေပုံကိုလုံးဝမသိချာပြုတ်သွားသောပန်းကိုဇညက်ဖြင့်ဇညက်ဖြင့်ပြန်တွယ်ပြီးကြောင်းတင်ကစားကိုဆရံပြင်နေစင်နေတော့၏ဒီနေ့တော့ကလေးတို့ဖက်ဆောင်ထဲကမီယိုဖလာစကားထား စကားထာများဆိုစကားထာများကိုဆိုတာသင်ပေးမယ်နော်ကောင်းကောင်းနားထောင်ကြနော်ဟေ့နီနီကျော်ဘာဖြစ်လို့မုန်းစားနေရတာလဲတမီးရဲ့စာသင်ချိန်မှာမုန်းမစားရဘူးလို့ဆရာမကပြောထားတာမိတ်သွားလို့လားမစားနဲ့နော်ခဏနေရင်ကြောင်းလွတ်တော်မှာပဲဟာနောက်ကိုတန်းနေကိုမုန်းယူထားရင်ဆရာမအားလုံးယူဆပြစ်လိုက်မှာနော်တိလားဆရာမလေးလေးတန်းက၆တို့လို့၆တို့လို့အင်းကမေမေတို့မေမေတို့နဲ့တော့ကွာပါမေမေကတော့တခုခုလေးစိတ်တိုင်းမကြနဲ့ဒုံနဲ့ကြောတွေးပြီးသားမှတ်ရောပဲ ငယ်မက်မက်ရရငငယ်တခါကဆာလုံးရဲ့ငှပြောသည့်နှလုံးကိုးစားဘူးသည်။ဘာပြောကောင်းမလဲ။မေမေဒေါသထွက်လိုက်ပုံများ။မြင်ယုံနဲ့ကြော်တူးတုံကတီးဖြန်းဖြန်းပါသည်။နောက်ကိုးစားဦးမလားကိုးစားဦးမလားနဲ့မေးရင်းရိုက်ရင်းမေးလိုက်ရိုက်လိုက်ဒီမှာတပြည့်စီတစ်ချောင်းလုံးအစိမ့်စိမ့်ဝါးဝါးဖြစ်သည်ထီ။မစားတော့ပါဘူးမေမေရဲ့မစားတော့ပါဘူးဟု နောင်တကြီးစွာနဲ့ဖြစ်ဒီကိုပင်မကြတော့ထင်ပါ၏။မက်မက်ရရထူတခါပါပဲ။နောက်တော်များတော့ငငယ်တို့ကိုတိလက်ရောက်ကိုးစားဖို့ဝေးရော။ စိတ်ကူးတဲကပဲမခိုးမိတော့ပဲမရက်လို့မဖြစ်ဘူးဖေကြီးရဲ့မကောင်းတဲ့ကျင်းဆိုတာခုလိုငယ်ငယ်ကတည်းကရေကုန်ခွာချထားမှဖေဖေကတပြက်စီကျိုးသည့်ထိရာ၍ကန့်ကွက်သည်ထင်မှဤမိမိကထိုတိုင်းပြောင်ပြောင်ဒီကိုငယ်ငယ်ကြားခဲ့ရပါ၏ကဲမေးမယ်နော်တိတဲ့လူဖြစ်ကြရိုက်တော့ခြားခြားလဲကျုပ်ကိုဆွဲ၍ငိုရှာသည်တဲ့အဲ့ဒါဘာလဲကလေးတို့သိကြလားတန်းတဲ့တွင်တွတ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 ်နဲ့ညံသွားတော်သည် တယောက်နဲ့တယောက်ဖြင်းညိနေကြသည်ငယ်ငယ်လဲဗာများပါလိမ့်ဟုစဉ်းစားကြည့်နေမိသည်မျက်မှောင်ကလေးကိုပြစဉ်းစားနေသည်ငယ်ငယ်ကိုမြင်သောဆ iam မလေးကကျဉ်းသာစွာပြုံးပြပြန်သည်တိပီဆ iam မအဲ့ဒါကလေးဦးမဟုတ်သေးပါဘူးခိုင်ခိုင်ရဲခိုင်ရတဲ့ကလေးမဟုတ်ပါဘူးသမီးရဲ့ကလေးကသူ့ကိုရိုက်ရင်ခြားခြားလည်နေပါမလားကွအမေကြီးကြောက်ပါပြီနောက်မလို့တော့ပါဘူးဆိုပြီးအိမ်ဘက်ပြေးနေတယ်ဒါမဟုတ်ဘူးလားကွနော်ဖိုးစောမင်း ။တနေ့ကရိုက်ခိုင်ရာတော့ကခြားခြားလည်းမနေဘူးမဟုတ်လား။ဖိုးစောကပါဇက်ပေါင်းသားတို့ရောက်လူဆဲဆဲဖြစ်နေသည့်နှက်ချေးများကိုနှကောင်းနဲ့ပြန်ရှုပ်တွင်းလာရင်ရှက်နေသည်။ကဲကဲဘသူမှမသိကြဘူးထင်တယ်နော်။ဒါဖြင့်ဆရာမပြောပြမယ်။ရိုက်တော့ခြားခြားလဲကျုပ်ကိုဆဲ၍ငိုရှာသည်ဆိုတာကြီးစီကိုပြောတာကွ။ကလေးတို့အိမ်မှာကြီးစီရှိတယ်မို့လားဖေဖေတို့မေမေတွေဖေဖေတွေမေမေတွေဖျားရှင်ကိုရင်ကြီးစီတည်တယ်မို့လားအဲ့ဒီတော့ ချာလဲချာလဲနဲ့ကျိုးကလေးကိုလည်းတွဲလောင်းလေးဆွဲလို့မဟုတ်လားဟုတ်တယ်ဆရာမဟုတ်တယ်သုံးလျောက်ကပြိုင်းတူဩလဲကြဤဟုတ်ပြီဒါဖြင့်နောက်တစ်ခုမေးမယ်ကျူပင်ကျူကျူပင်ကြားလောင်းကလေးနဲ့သွားတဲ့အဲ့ဒါဘာလဲကွယ်ကြောကြောဖြေပါဦးဖြတ်ကနေစဉ်းစားလိုက်ဤငငယ်ချက်ချင်းအဖြေရသည်ဒါများအလွယ်ကလေးငငယ်တို့အရင်အိမ်တုန်းကအမြဲတွေ့နေရတာပဲတိကြပေါ့တိတ်တိကြပေါ့ဘာများခက်လို့လဲ တရံလုံးကတော့တုတ်တုံများမလို့တယောက်နဲ့တယောက်တီတိုးတိုင်ပင်တိုင်ပင်မကြရညစ်ကြသားကောင်းလာသည်ခါတိုင်းចောင်းစားမိလင်လက်ညှိုးတထောင်တော်နဲ့ဥအောင်ဖြစ်လိုက်ရမှဂျင်းနဲ့လေးရှိသူခင်တီတော်တို့ဝါဝါရွှေစင်းတို့လည်းငိမ်နေမင်းထွန်းတို့ကြော်မြင့်ထေးတို့လည်းငိမ်တရံလုံးတွင်ဖိုးစော်ဤနှက်ချေးရှုပ်တန်းတရှုပ်ရှုပ်ကိုသာကြားနေရတော်သည်ဟုတ်တော့ကလေးတွေတယောက်မှမတီးဘူးလားကွယ်နည်းနည်းလေးမှစဉ်းစားလို့များတော့ဘူးလားကွယ်ဆရာမလေးကရေတံကလေးဖြင့် ်ပျော်ရင်စိတ်ပါဝင်စားစွာဖြင့်ကြီးစွာဖြင့်နှုတ်ခမ်းကလေးတလုံးလုံးကိုဟန်ကလေးတကြွားကြဖြစ်နေသည့်ငငယ်မျက်နှာကလေးပေါ်သို့မျက်စီရောက်လာ၏ငငယ်ကတော့သူ့ကိုများလက်ညှိုးထိုးမိလိုက်တော်မူသည်ဟုယင်တထိတ်ထိတ်နှင့်မျှော်လင့်နေမိသည်မိစက်မှဆရာမရေငငယ်ကိုမိလိုက်ဆမ်းမှာငငယ်လေးဖြည့်ကျင်လွန်းလို့ပါဒါမှလေအမြဲတမ်းစာရသူဆိုပြီးမာနတက်နေတဲ့ခင်တီတော်တို့ဝါဝါရွှေစင်တို့ကိုငငယ်ငယ်အနိုင်ရမှာတိလားငငယ်ကိုများမိလိုက်ရင်လေတခါတည်းအပြက်ဖြေချပြလိုက်မှာ ဒီတကားလဲငငယ်စုတော့မပြေးပြန်ဆ ्याम လေးကကြောင်မြင့်ထေးတို့အုပ်စုစီတို့စိတ်ရောက်သွားပြန်သည်ကဲကဲကြောင်မြင့်ထေးကမဖြေနိုင်ဘူးလားကွယ်ကြောင်မြင့်ထေးကလက်မဆုပ်နေရကကမန်းကန်းဖြုတ်ပြပြီးမတိဘူးဆ ्याम ဟုမပြီးမတမပြီးမတဖြေလိုက်ဤပြီးရှိသွားလေးကြိုးနေသည်ကိုကြပြကြရလက်ဖြင့်အုပ်ထားလိုက်ဤဒါဖြင့်နောက်ခုံကမောင်ဆိုးသူကဆိုးသူကဥကြောင်ကြောင်ဖြင့်ကောင်းရမ်းပြလိုက်ဤဆ ्याम မမိရင်ပါဇက်ကဖြေရတယ်လို့ပြောထားလေကဲထပါဇက်နဲ့ကောင်းကောင်းဖြေ ကျွတ်လောက်ကျွတ်လောက်ဟိဟိခိခိခိတဒန်းလုံးရေကြံလွှမ်းသွားတော့ကြီးမရေပဲနေနိုင်ကြယူလားဆိုသူကဆရာမစကားကိုနာခံပြီးနှုတ်မှဖြည့်ရန်ကြိုးစားလိုက်ရာပါဇက်ထဲမှဇင်းငါးစီများထွက်ကြလာတော့ကြောင်ပင်ဒီအေးဟေးဟုအငဲကလည်းရေကျင်စိတ်ကိုမမျိုးသိမ့်နိုင်ဆိတ်ရှိလက်ရှိပင်ရေချပြလိုက်ပြီဟက်ကောင်မလေးနင်းကဘာလို့ရေနေရလဲတိမဟင်းဆိုသူကငငယ်ကိုလှမ်းကြည့်လိုက်အောင်မဲမောင်ဆိုးသူရဲ့ မင်းတို့ဘုမို့တာတော့မပြောဘူးရတဲ့လူပြစ်တင်နေရတယ်လို့အေးနော်မင်းတို့တွေကြက်ကြက်သတိထားအတန်းထဲမှာမုံကြီးခိုးစားနေကြတာနေအောင်တနေ့မှအမိကိုဖမ်းအောင်မယ်ဟဲ့ကိုကောင်ဟိုကောင်လေးနေရောက်ဘာဖြစ်နေကြပြန်တာလဲလူဟဲတွန်းဟဲဖြစ်နေကြသည့်အေးကိုနဲ့ခမောင်နှုံးတို့တန့်သွား၏အေးကိုစီမှာနေကြသည်ဒီခမမဟုတ်ဘူးဗျသူဟာတွေတိုင်တန်တော့တန်ကိုပြိုင်းတူပင်ကြားလဲရ၏ကဲယူခဲ့စမ်းဘသူဟာဖြစ်ဖြစ် မင်းတို့ကတိတ်ပြောရတာပဲကွယ်ကလေးတွေလေးလေးမမနေကြစမ်းဟဲ့ငငယ်ကတော့ဆရာမလေးကိုတနာသွားမိပြန်ဒီဟုတ်ပါရဲ့စာလက်တင်ရသေးပြောလဲပြောရသေးတကယ့်ကိုမောနေမှာပဲကြည့်ပါဦးခုပဲမောသွားဟန်ဖြင့်မတ်တရက်နေရာကသူ့ကလထိုင်တွင်အသာရဝင်ထိုင်လိုက်ပါပြီနားထောင်ကြနော်ကျူပင်ကျူကျူပင်ကြလောင်ကလေးနဲ့သွားဆိုတာတခြားမဟုတ်မဟုတ်ဘူးကလေးတို့ရဲ့ရက်ကန့်ရက်တက်ကထဲ့ပြီးတုံးချရတဲ့လွန်းကိုပြောတာစာအုပ်ထဲကိုကြည့်လိုက်ကြစမ်းတွေ့လား သူ့ပုံစံကလှေကလေးလိုပဲလေရကန်ရက်တဲ့ခါချီမြင်တွေကြားထဲမှာသူကဟိုဘက်ဒီဘက်လူလာခတ်နေရတာကွရကန်းစဉ်ကိုကလေးတို့မျက်မြင်တွေ့ရရင်ဘိုသိတာလိမ့်မယ်နော်ကဲစောက်တွေပြန်ပိတ်လိုက်အောင်နောက်တစ်ခုမေးမယ်ဆရာမလေးစကားကိုစိတ်ဝင်စားနေမိသည့်ငငယ်ကိုတစုံတစ်ခုသောဝေနာကလှုံ့လို့ပြစ်လိုက်၏အာကြွကြွကြွနားလိုက်တာပါဖော်မောင်ကလေးကိုလက်ဖြင့်ဖိထားလိုက်မိ၏ထိုအခါသွားကြိုက်ဝေဒနာကတက်တာသွားသလိုလို့ ဒီလအတွင်းမှာကိုငငယ်သွားတွေကျိုးတာနှစ်ချောင်းရှိခဲ့ပြီအဘောကသွားတွေကျိုးပြုတ်ထွက်ကုန်ပြီးအောက်ကသွားလေးတွေပင်ပြွတ်စ်ပြွတ်စ်ပေါ်လာပါပြီအခုလဲအန်သွားတစ်ချောင်းပူစားနေပြန်ပါပြီဒီတစ်ချောင်းကျိုးထက်သွားရင်ကိုသူ့နေရာမှာအစ်စ်တစ်ချောင်းပေါက်လာပါအောင်မိတာမသိမပေါက်ခဲ့ရင်တော့သူများတွေကသွားကျိုးသွားကျိုးနဲ့စကြတော့မှာပဲဖြည့်လေးကလေးတွေငါနွားတကောင်ပိုးတစ်ထောင်နဲ့စဉ်းစားနော်ဒီတစ်ခါမှန်အောင်ဖြည့်နေတဲ့လူကိုဆရာမကခဲတဲ့တစ်ချောင်းဆူချမယ် ဆရာမလေးလက်ထက်ကခဲတံလေးကိုငငယ်မှန်ပေါ်နှစ်သက်စွာလိုက်ကြည့်နေမိသည်ငငယ်လူကျင်လိုက်တာနော်ခဲတံတိတ်ကလေးသာရရင်ငငယ်ရိုးရိုးတေးတေးတိတ်ထားမှာပါဆရာမပြေးတဲ့စုကငငယ်တိတ်လူကျင်တာပဲဒီတခါတော့ငငယ်ဖြေးလိုက်တော့မယ်ခင်တီသားတို့ရောဝါရှိစင်တို့မျက်ဆောင်ထိုးလဲခံလိုက်တော့မယ်ငငယ်ကအဖြေကိုသိတာပဲနော်ဆရာမရဲ့အဖြေမနဲ့လူကိုဆရာမကဆုချရမယ်ဆုချမယ်လို့ပြောထားတာပဲမဟုတ်ဘူးလားနော်ဒါမှခဲတံတိတ်ကလေးရမှာမဟုတ်လားခဲတံကလေးလှလိုက်တာ ဆေးရောင်စုံရုပ်ကလေးတွေချက်ထားတာတိတ်လာတာပဲဟိုတခါမောက်ကပေးထားတဲ့ခဲတံခဲတံလေးကတူတူလေးပဲရှိတော့တာရေးလို့တောင်တိတ်မကောင်းတော့ဘူးဆရာမခဲတံလေးရရင်တော့ပွာတာပဲကလေးဒီကလေးတွေဖြေကြလိကွယ်တမိတီတာမဖြေနိုင်ဘူးလားစဉ်းစားပါဦးကွယ်ငန်းနွားတကောင်ဘိုးတထောင်နဲ့တည်ရင်ပြောကြဒီမှာစုကဆင်းသင်းရှိတယ်ဆရာမလေးမျက်လုံးသူ့စီရောက်လာပြန်တော့ငငယ်ရုပ်ချီအားရှိသွားပြီဖြတ်ဆိုလက်ညှိုးလေးထောင်လိုက်ပြီး တိတယ်ဆရာမတိတယ်အဲ့ဒါကြိုင်ဟင်ကားကြီးကတုတ်ကရေဖြေလိုက်မိဤသူ့ထဲသူများဥတော်မှာဆိုရင်လုံးသဖြင့်မြန်မြန်ကြီးဖြေလိုက်မိဤပြီးတော့မျက်လုံးကခဲတဲ့လေးစီမှာအိုးသူနဲ့ပါဆိုင်လို့လဲဆရာမသူနဲ့မဆိုင်ဘူးတော့သွားနင်းဖြေစရာမလိုဘူးဟောဝါရှိတဲ့ကသူ့ခုံမှာဖြတ်ဆိုထားကငငယ်ကိုလှမ်းရန်တွေ့လိုက်ဤဆိုင်နေဆိုင်နေမတိလို့ငါဖြေတာဆရာမကတိတယ်လို့ဖြေတဲ့မှန်တဲ့လူကိုခဲတဲ့ပြီးမှပြောထားတာနော်ဆရာမနော် ။အိုးရှက်လက်မရှက်ဘူးသူကဖြင့်ခင်တီသားကမိကရွက်ကပြောရည်မဆုံးသေး။ចောင်းစင်းခေါင်းလောင်းတန်ကြားလည်ရ၏။ဆ ्याम မလေးကငငယ်စီရှောက်လာကပြင်နာပြုံးဖြင့်တမိကဒီခဲတန်လိုချင်လို့လားကွ။ငငယ်မှန်အောင်ဖြစ်နိုင်တဲ့ဟာပဲအေးပါကွယ်ဟုတ်ပါတယ်ဆ ्याम တ်ကလည်းပြေးမလို့မိတာပါကဲရော့ယူလိုက်တော့နော်ခဲတံကိုမဲမဲမောမောဂိုင်းကဖင်မြန်ကောင်းမြန်ကြည့်နေမိသည် ဟာဒီနီနီလေးကပန်းသီးလေးတွေ ဒီဘဝတွေက လိမ်မော်သီးလေးတွေဓာလေးတွေကဆပြစ်သီးဓာလေးတွေကနှက်နှက်သီးအယောင်လေးတွေကဆုံနေကြပဲပျော်လိုက်တာနော်ပျော်လွန်းလို့စောစောကထမင်းစားခဲ့ဒီကိုပင်မေ့နေတော်ဤဟဲ့ငငယ်ငါထမင်းစားလာပြီဟဲ့လက်ကြည့်လိုက်တော့မမမမနောက်မှာရှူတိုးတိုးနဲ့ရက်နေသူကမောင်မောင် မမက6တန်းမောင်မောင်က3တန်းငငယ်ကသူ့ခြေရင်ချထားသည့်ချင်းတော်ကိုဒါမှယူလိုက်ဤချင်းထဲမှာ30ကျိုင်းတစ်ခုလိမ်မော်သီးနှလုံးတကြားလုံးလေးလုံး မမငငယ်ကိုဆုံးမထအောင်သူအကြီးမှရိုက်နေငငယ်ကြောက်သွားသည်မမဘာဖြစ်လို့ဒီလိုတိုင်မန်းတွေးမရတော့သူမမလို့ဆီယာမကမိဒါတွေကိုဝင်းဝင်းဖြေတယ်ခင်စီတာကလေသူနောက်တစ်ခါဒီလိုဝင်းဖြေရင်အောင်းမေသူကများရိုက်ရရိုက်ကြည့်ပါလားငါကလည်းပြန်တွေးပြစ်မှာပေါ့ဟင်းသူများငါကကြောက်လိမ့်မယ်မှတ်နေလားတကယ်လဲမကြောက်ပါခင်စီတာကငငယ်ထဲပို့ပြီးစားတော်သည်လူချစ်လူခင်များသည်ဝေဆာတဲ့ပေါ်သည်နှုတ်ဆွာသည်ထောင်း တကယ်တမ်းလက်တွေ့တဲကြချကြစတဲ့ဆိုရင်တော့ငငယ်လိုကြောက်တုတ်ကလေးလိုအကြမ်းတမ်းခံနိုင်သူကိုခင်းသီးတာလိုပျော့ပျော့နွဲ့နွဲ့လှက်လှက်ပပကလေးနေသူကဘယ်မှာနိုင်နိုင်ပါမလဲထို့ကြောင့်ငငယ်ခင်းသီးတာကိုနည်းနည်းကလေးမှမကြောက်မာလူတန်းထဲမှာစားမိတာနင့်ကိုမိတာမဟုတ်ဘဲနင်းနဲ့ပါဆိုင်လို့လဲဟုတ်တာပဲငငယ်ကလည်းနင်းနဲ့ပါဆိုင်လို့လဲနောက်ကိုထမင်းလာပို့ရင်စာစင်ကနေနာမလာနဲ့ကျောင်းပေါ်ဝါကတက်ပင်အောင်မှာစောင့်နေကြလား မဆိုင်တဲ့နေရာဝင်ဝင်မရှုပ်ဆန်းပါနဲ့မိမိတိုင်လိုက်ရင်နဲ့ရက်ခံရအောင်ပါနားလေလားစောစောကရှိနေသည့်ပျော်ရွှင်မှုတွေကြည်နှုမှုတွေမန်ွေစားငငယ်ရင်ထဲသို့အငငယ်မှုတွေဝမ်းနည်းမှုတွေတိုးဝင်လာသည်ဘာဆိုင်လို့လဲတဲ့ဘာဆိုင်လို့လဲတဲ့ချက်ချင်းပင်ညိတ်တွေဝေ့လာသည်မမောတို့တို့ထမင်းပြင်းမနေသည့်ငငယ်လက်ကလေးတွေတုံလာသည်ဟက်ကောင်မလေးငါပြောတာကြားလားဟုတ်ဟုတ်ကဲ့မမအမလေးဒီလောက်ခေတ်ပြောတာနဲ့မျက်ရည်ကကြာရပြန်ပြီခရေ ြစ်တက်နေလိုက်တာတိတ်ဆန်းလူမြင်မကောင်းသူမြင်မကောင်းမမကကြိတ်မှန်ဤဘဇုံတုတ်ကတယောက်နှစ်ကောင်းနဲ့လားဝတ်တော်လုံးကတယောက်လေးလုံးနဲ့လားမှန်မှန်ပြောစမ်းလက်မှန်နင်းခိုးစားခဲ့သေးသလားဟဲ့မဆောက်ပါဘူးမမောင်ရဲ့ယုံပေါင်းကြိမ်ပြောရလားရဲပါဆဲကပြန်ကြိမ်ရဲသေးငိုတံပါလေးနဲ့ညင်းညူရင်မျက်ဤတွေကငငယ်ပါပြင်မို့သူအလိုက်ကန်းစိုးမတိတက်စွာလိမ့်စင်းကြလာပြန်မာတော့ဤတဲ့ ရှုမဝါရုပ်ဆောင်မဂ္ဂဇင်1984တဲ့နားစင်ပေးကြတော့ညီကိုမမများလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာညီကိုမမရဲ့အားလုံးကျန်းမာကြပါစေချမ်းသာကြပါစေဘေးရန်အများကြီးရှင်းကြပါစေတို့ကျင်းသောပတ်နိုင်ကိုလည်းအများဆုံးရောက်ရှိကြပါစေခင်ဗျာနောက်လာမယ့်ဝိထုတို့များကိုလည်းဆက်လက်နားစင်ပေးကြပါဦးလို့ကျွန်တော်ညီကိုမမရဲ့တောင်းဆိုပါစေခင်ဗျာ